အားလုံးမင်္ဂလာပါကျွန်တော်နာမည်ဒေါက်တာဆိုင်းဖုံးမြတ်လင်းဖြစ်ပါတယ်အ British International College ရဲ့ Co-founders and Executive Director လည်းဖြစ်ပါတယ်ကိုယ့်ရဲ့ဘဝမှာပညာရေးလမ်းကြောင်းကိုရွေးချယ်တဲ့ဟာသည်ကိုယ့်ဘဝတဲ့အရေးကြီးဆုံး decision လို့တောင် ပြောလို့ရပါတယ်အထူးသဖြင့်နိုင်ငံခြားကိုပညာသင်လွတ်ချင်တဲ့ကလေးတွေမိသားစုတွေအတွက်ဆိုရင်ဒါတော်တော်ကြီးမားတဲ့အခက်အခဲတစ်ခု ဖြစ်ပါတယ်မိဘတွေအနေနဲ့ကိုယ့်ကလေးတွေကိုကြောင်းကောင်းကောင်းမှာထားခြင်းနဲ့ တကယ် top university တွေမှာထားကျင်တာတော့မိဘတိုင်းဖြစ်ချင်တဲ့ဆန္ဒဖြစ်တယ်။ဒါပေမဲ့တခုစဉ်းစားရမယ့်ဟာတခုကတော့မိဘတွေကကိုယ်ကလေးကို give side နိုင်မယ်ပြီးတော့ကလေးရဲ့ career ကို support ပေးနိုင်မယ် safe ဖြစ်နိုင်တဲ့ပတ်ဝန်းကျင်တခုကိုလည်းစဉ်းစားရတာဖြစ်တဲ့အတွက်တော်တော်လေးခက်တဲ့ဆုံးဖြတ်ချက်တခုဖြစ်ပါတယ်။နောက်တစ်ခုခက်ခဲကြုံတွေ့ရတဲ့ဟာတခုကတော့ဘာလဲဆိုရင် ကျောင်းကောင်းနေ University အကောင်းတွေတော့ပို့လို့ပြီးပါပြီ။ဒါပေမဲ့ကလေးတွေအနေနဲ့ဒီလိုမျိုးနိုင်ငံခြားရဲ့ပတ်ဝန်းကျင်မှာရှင်သန်နိုင်မှုအတွက်လိုအပ်တဲ့ရည်ချင်းတွေရှိဖို့ကလည်းအရန်ရေးကြီးတဲ့တစ်ချက်ဖြစ်ပါတယ်။ကျွန်တော်အနေနဲ့ဒီအချက်လက်တွေကိုကျွန်တော်သိပါတယ်။ဘာကြောင့်လဲဆိုတော့ education တည်အမှန်တရားတစ်ခုကိုပြောရမယ်ဆိုရင်တော့နည်းပညာပြောင်းလဲမှုတွေကဘာကြီးပြောင်းလဲမှုတွေကအရန်မြန်လာတဲ့အတွက်ကျွန်တော်တို့ရဲ့ traditional education တစ်ခုထဲနဲ့မလုံလောက်တော့ပါဘူး။ ဒီကလေးတွေကိုကျွန်တော်တို့ဒီလိုပြဿနာတွေဖြစ်နေတာကိုကျွန်တော်တို့နားလည်ပါတယ် education သည် is a personal thing ဖြစ်တယ်ပေါ့နော် personal ဘာကြောင့်ဆိုတူးတယောက်ချင်းစီမှာမတူညီတဲ့အတားချက်တွေမတူညီတဲ့ရည်မှန်းချက်တွေရှိတာဖြစ်တဲ့အတွက်တူးတယောက်ချင်းစီကိုကျွန်တော်တို့အကြံအာပေးနိုင်ခဲ့မယ်ဆိုရင်တို့ရဲ့ဘဝမှာတို့သွားခြင်းတဲ့ခီးအတွက်အမြန်ဆုံးအာကျွန်တော်တို့အမားတွေရှောင်ရှားနိုင်ပြီးတော့လိုအပ်တဲ့ခီးကိုအမြန်ဆုံးသွားနိုင်မယ်ဆိုတာကျွန်တော်တို့ယုံကြည်ရပေါ့အဲဒါကြောင့်မို့လို့အာကျွန်တော်တို့အနေနဲ့ British International College ကိုတကယ် educators တွေ mentors တွေ leaders တွေအနေဖွဲ့ထားပြီးတော့ကလေးတွေကို academic လည်းကောင်းရမယ်ပြီးတော့ဒီလို international အတိုင်းဝိုင်းပတ်ဝန်းကျင်မှာရှိတဲ့ Bangkok ကိုလည်းကျွန်တော်တို့ရွေးချယ်ထားပြီးတော့ကျွန်တော်တို့ပတ်ဝန်းကျင်ကောင်းတစ်ခုနဲ့တကယ်ဟို real world experience ဖြစ်တဲ့ industry expert တွေနဲ့တွေ့ပြီးတော့သူတို့ရဲ့ academic ပညာရေးလမ်းကြောင်းနဲ့ professional လမ်းကြောင်းတွေမှာမှန်ကန်တဲ့ဆုံးဖြတ်ချက်ချနိုင်အောင်ပံ့ပိုးပေးဖို့အတွက်ကျွန်တော်တို့စလိုက်ရခြင်းလည်းဖြစ်ပါတယ်။ Bridge International College ကဘန်ကောက်ကိုဘာဖြစ်လို့ရွေးချယ်ထားတာလဲဆိုရင်တော့ဘန်ကောက်ကအိမ်မဟုတ်တဲ့ဒုတိယအိမ်ပေါ့နော်။ဒါကြောင့်ဆိုကလေးတွေအနေနဲ့ကိုယ့်ရဲ့အိမ်မက်တွေကြီးကြီးကိုမြင်ဟိုပြန်ဖို့အတွက်ပထမဆုံးခြေလှမ်းအနေနဲ့ပတ်ဝန်းကျင်ကောင်းတစ်ခု safe ဖြစ်တဲ့ပတ်ဝန်းကျင်ကောင်းတစ်ခုကိုကျွန်တော်ဖန်တီးခြင်းလို့ဘန်ကောက်ကိုရွေးချယ်လိုက်ခြင်းဖြစ်ပါတယ်။ဘန်ကောက်မှာဆိုရင် international အတိုင်းဝိုင်းဖြစ်တဲ့ကျွန်တော်တို့ဒီ professor တွေ you top university ပြီးရ professor တွေရှိမယ် industry တွေစုံစုံလင်လင်ရှိမယ်ကလေးတွေကိုကျွန်တော်တို့အကောင်းဆုံး culture တွေစုံတဲ့နေရာတစ်ခုအနေနဲ့အရင်ဆုံးတနအူးထိတွေ့ပေးလို့နေရာဖြစ်တဲ့အတွက်ကျွန်တော်တို့ဘန်ကောက်ကိုရွေးချယ်ပြီးတော့ကျွန်တော်ရဲ့ campus ကိုရွေးချယ်လိုက်ခြင်းဖြစ်ပါတယ်ကျွန်တော်တို့ကအကြောင်းသားတွေကိုပညာရေးဖြစ်တဲ့ဆိုင်းမွဲတွေနဲ့ပဲပိတ်မိနေတဲ့ပုံစံမျိုးမဖြစ်ချင်ပဲနဲ့ကလေးတွေကို life long success ရအောင် လုပ်ငန်းခွင်အတွေ့အကြုံတွေရအောင်ကဘာကြီးကိုမြင်တဲ့အမြင်တွေကိုချဲ့ပေးနိုင်တဲ့ပညာရေးလမ်းကြောင်းပေါ်ဆောင်နေတဲ့ယုံကြည်တဲ့နေရာတစ်ခုအနေနဲ့ကျွန်တော်တို့ Bridge International College ကိုတည်ထောင်တာဖြစ်ပါတယ်။ပြီးတော့ Bridge International College ကိုအာယုံကြည်တဲ့ပညာရေးကတော့ဘာလဲဆိုရင်ကလေးတိုင်းတည်ကျွန်တော်တို့အနာဂတ်ကိုယုံကြည်မှုအပြည့်ရှိတဲ့အခက်ခဲတွေကိုကျော်လွှားနိုင်မယ်။အိမ်မက်ကြီးကြီးကြီးတွေကိုကျွန်တော်တို့ကပေါင်းကူးပေးနိုင်မယ်နေရာတစ်ခုဆိုတဲ့ဟာကိုကျွန်တော်ယုံကြည်ပြီးတော့ Bridge International College ကဒီရီမန်းချက်ပန်းနိုင်နေတဲ့တွားနေတဲ့အကြောင်းတစ်ခုဖြစ်ပါတယ်